ုံးမဲမင်္ဂလာပါရှင်နန္ဒစေ channel မှာကြိုဆိုလိုက်ပါတယ်ရှင်မိုးစေတက္ကသိုလ်ရဲ့သမှုတရားချစ်ချင်းတန်စဉ်အပိုင်း2အနေုံဒီ မိုးရေသည်ထန်စွာရွာသွန်းသောမေလလေ၏ပျက်စီးရေပြုတ်ပြုတ်ပြက်ပြက်လင်းလက်သောမိုးချိုးမုန်တိုင်းတွေတိုက်ခတ်သောနေ့တွင်ထူးထူးခြားခြားမွေးဖွားခဲ့သူဖြစ်သည်ဟု မိမိကပြောပြခဲ့ဘူးတယ်။နေုံရဲ့အဖွားအိမ်မှာမွေးဖွားခဲ့သည် နေုံရဲ့အဖေကမွန်မြမာဆက်ဖြစ်ပြီးအမေကတော့ရှမ်းတိုင်းရင်းသူစစ်စစ်ဖြစ်သည်အဖေကမွန်မြတ်တို့ရဲ့ကော်ဖီချမ်း၊လိမ္မော်ချမ်းတွင်စီးရင်ကိုင်မန်နေဂျာလုပ်ခဲ့ဘူးသည်။ဒါကြောင့် မုံမြက်နဲ့ကျွန်တော်ကပြောမနာဆိုမနာရင်းနှီးသည် ကျွန်တော်အထက်တန်းကျောင်းတက်တော့မုံမြက်နဲ့အတန်းအတူတူဖြစ်ခဲ့သည် ဖခင်ကလည်းမုံမြက်တို့ခြံမှာအလုတ်လုတ်ခဲ့ဘူးတော့မုံမြက်တို့ဂျေဇူးကကျွန်တော်အပေါ်မှာရှိဘူး၍မုံမြက်ခိုင်းတာတွေဆိုရင်တက်နိုင်တာအကုန်လုတ်ပေးခဲ့သည်မုံမြက်စီကကျွန်တော်နားထောင်ခြင်းသောကက်ဆက်ခွေတွေကိုလည်းကျွန်တော်အကြောင်းသိသောမုံမြက်ကအလိုက်တသည့်ငားရမ်းနားထောင်စေခဲ့တယ်။ကျွန်တော်က CD တွေဝယ်ဖို့မတက်နိုင်ခဲ့၍ တရုတ်ကဆက်တလုံးဖြင့်သာတချင်းရေးတချင်းဆိုခဲ့ရသည်တောင်ကြီးကအပျော်တန်းဝိုင်းတစ်ခုမှာ drum တီးတင်ခဲ့သလိုအဲ့ဒီဝိုင်းမှာပဲ drummer ပြန်လုပ်ခဲ့သည် အလူမင်္ဂလာဆောင်တို့ဝင်းနေပွဲတို့တောင်ကြီးတစောင်းတိုင်းပွဲတွေမှာကျွန်တော်တို့ဒီဝိုင်းကိုလာငှားလင်ကျွန်တော်က drum လဲတီးသလိုတချင်းလဲပင်နိုင်ဆိုခဲ့သည်ဂီတာကိုလည်းကျွန်းကျွန်းကျင်ကျင်တီးတက်အောင်တငယ်ချင်းခိုင်မာနဲ့အတူလေ့ကျင့်ခဲ့သည် ကိုဘွားရဲ့ရွှေအောင်နေများလို့နှိုင်းလို့မရပါပဲ။တကယ်တော့မိဘရှိစဉ်အခါကကို့မှာချက်တဲရုံးကံမှုဆိုတာတိတ်မချိခဲ့ပါ။ကိုရန်စေရန်ចောင်းသားဘွားကအပေါင်းတင်းစုံပြီးចောင်းပြေးတယ်ဖဲရိုက်တယ်ကြုံရင်ကြုံလို့ရက်တောက်တယ် secret ကိုဖေဖေမကြိုက်မှန်းသိပေမဲ့ခိုးတောက်တယ်ပြီးတဲ့မုံဘိုးနဲ့မလောက်လို့ဖေဖေပတ်စံအိတ်အမေမိမိပတ်စံအိတ်ထဲကငွေတွေခိုးနိုင်တတ်တယ် ညနဲ့တကောင်အထိလမ်းတကာလက်ဂီတာလျှောက်တီးတတ်တယ်။ရန်ဖြစ်ပြီဆိုရင်လည်းပါလိုက်ရမှာ။အဲ့ဒီတုန်းကခိုင်မာကကိုယ့်ရဲ့နောက်လိုက်ကောင်ကြီးပေါ့။ရက်ကွက်လူကြီးခေါ်တွေးလို့ဖေဖေနဲ့မမေခင်ညာသားတယောက်တည်းအတွက်စိတ်မအေးခဲ့ရပါ။ကိုရုမိသားစုကလူချမ်းသာတွေမဟုတ်ကြပါ။ဖေဖေနဲ့မမေဆုံးသွားတော့တောင်ကြီးကလက်ရှိနေတဲ့အိမ်နဲ့ခြံကို ရောင်းချပြီးရန်ကုန်ကိုပြောင်းလာတာ။ 34လမ်းထိပ်ကတိုက်ခန်းအပေါ်ဆုံးထက်ကလေးမှာနှစ်ချုံနဲ့ငှားနေတာ၂လလောက်ရှိသွားပြီဆွေမျိုးသားချင်းနှဲပါတာကြောင့်ကိုလန်းကိုဖန်တီးရင်ရှိသမျှငွေကိုချိုးချံထိုင်စားရင်နောက်ဆုံးကိုဝါဒနာပါရဂီတဘက်ကိုပဲဘဝကိုမြုံနှံထားဖို့ဆုံးဖြတ်ခဲ့သည်မိမိရှိသမျှလက်ဝတ်လက်စားတွေတဲကဖဖရဲ့မင်္ဂလာဦးလက်ဆောင်ဆွဲချိုးနဲ့အသေးပုံလော့ကက်ကလေးကလွဲရင်ကျန်နာရီရောင်းချပြီး ခိုင်မာတဲ့တိုင်ပင်ကတီးဝိုင်းစတင်ထောင်ခဲ့တာတိတ်မကြသေး။မိဘမရှိချိန်ကစပြီးဘဝမှာအဆင်မပြေမှုများရင်ဆိုင်ရင်းစိတ်ဆင်းရဲမှုများကြုံတွေ့ရရင်ညီကိုမောင်နှမမရှိသူမှုတယောက်တည်းအထီးကျန်ရင်းဖြင့်ကို့ဘဝမှာစိတ်ဝင်စားစရာမိန်းကလေးဆိုတာမရှိခဲ့။ရှိဖို့လဲကိုမကြိုးစားခဲ့ပါ။ဘဝမှာဗလာနဲ့ထိဂုံဒရက်မဲ့သူ ကိုလိုလူအနေနဲ့ ချစ်သူမရှာခြင်းကပင်ကောင်းလိမ့်မည်ထင်ခဲ့သည်ပဲတော့ပေါက်ထဲတော့တန်လှဲ့ဖွင့်ပြီးတကားကိုတွန်းဖွင့်လိုက်တော့ဟောင်းနွမ်းသောစတီခုံတို့ကကိုကိုကြိုဆိုလာသည်။အော်နေုံပြန်ရောက်ပြီလား။အန်တီအတန်နားထောင်နေတာမင်းတငယ်ချင်းဖုန်းဆက်တယ်။တဖက်ခန်းကအန်တီကလာပြောတာမို့ဘယ်သူလဲ။ခိုင်မာတဲ့မင်းပြန်ရောက်ရင်ပြန်ဖုန်းဆက်ဖို့မှာသေးတယ်။အော်ဟုတ်လားအန်တီ ဒါဆိုခုပဲကျွန်တော်လာဆက်ပြစီနော်ပြောပြောဆိုဆိုအန်တီတကားပေါဝါမှာ သွားရက်သည်ကိုယ့်အိမ်မှာဖုန်းမရှိတာမို့ဘေးခန်းကအန်တီဖုန်းပဲအားကိုးနေရသည်ဟေ့ကောင်ခိုင်မမင်းဖုန်းဆက်တယ်ဆိုလို့အေးကွာမင်းဘယ်ရီသွားနေရလဲမာမနူလာလမ်းဘက်ခဏသွားနေရပါငါနားထောင်ကျင်တဲ့ခွေတခွေသွားရှာတာခိုင်မဘာကိစ္စပေါ်လို့လဲဝိုင်းကိစ္စကွာရှင်ထဲမှာလှက်ခနေဖြစ်သွားမိသည် ို့မျောလင်းချက်ရောင်ကြီးလေးကဒီတစ်ခုသာရှိသည်လေဒီအတွက်လဲဘွားတစ်ခုလုံးမြုံနဲ့ရင်းနှီးထားခဲ့ရသည်ပဲမော်ဒယ်ရှိုးပွဲတစ်ခုပဲအဲ့ဒီထဲကမော်ဒယ်ဘွားရင်းတယောက်ကငါနဲ့တော်တော်ခင်နေငါတို့ဝိုင်းကိုလည်းအားပေးချင်တာနဲ့အေးပါကွာဘာပဲဖြစ်ဖြစ်ငါတို့ဝိုင်းအတွက်လူသိဖို့ခြေလန်းစားတဲ့ကိစ္စပဲငါသဘောတူတယ်ကျန်တာမင်းရှင်းထားလိုက်ထားပါထားပါမင်းကတော့ဘယ်တော့မှမစိုးငါပဲအေးလေး ါကလည်းနေရာကအတိကျွမ်းပေါ်နေတော့လေခိုင်မာကသူ့ထုံးစံအတိုင်းစကကြောရှည်နေတာကိုသီးခံရင်းကိုရီးယားပထမဆုံးပွဲအတွက်ကြိုတင်ကြည်နူးရင်းပီတိဝေရင်းဟေ့ကောင်မင်းဘာမှပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ်ဒါငါဖုန်းမဟုတ်ဘူးဆိုတာလေသတိရအောင်နေယောမင်းကတော့ငါကိုသီးမခံသမျှနမီကြီးဆိုတော့ဖြစ်လာလို့ကောင်းမလေးတွေစကကြောရှည်တာကိုဝစ်လေလိမ့်မယ်ခိုင်မာကပြောပြောဆိုဆို ဖုန်းချသွားဤစကားများသလို့ တခုခုစလုပ်တော့မယ်ဆိုရင်ဇက်တိုက်ကြိုတင် စိတ်ကူးရင်တက်ခြင်းလဲဝါသနာကြီးသည်ခုနှစ်တန်းလောက်ကလေးကအတူတူတွဲလာခဲ့သောတငယ်ချင်းအရင်ကြီးမှုဘာပြောပြောတခြားလူထက်စာရင် ခိုင်မာကခင်စရာတငယ်ချင်းတယောက်ခုလဲကိုကဂီတာလဲတီးရင်တချင်းဆက်ရင်တချင်းဆိုခြင်းများကိုလဲဝါသနာကြီးတာရည်ရွယ်ပြီး ပြောကာကြိုတင်စိတ်ကူးရင်ခြင်းဖြစ်သည်အန်တီကိုနှုတ်ဆက်ပြီးကိုအိတ်ခမ်းဘက်ပြန်ခဲ့သည် ဟောင်းနွမ်းသော စတီခုံမာထိုင်ကခေါင်းမီရင်ညနေချင်းဆိုင်ကဖေဖေနဲ့မမေပုံကိုငေးကြည့်မိသည်မမေတို့ရဲ့သားခုတော့လောကအလယ်မှာတယောက်တည်းရုန်းကန်ရင်ဒုက္ခဆိုတာတွေလည်းသိခဲ့ရပါပြီဒုက္ခကိုရင်ဆိုင်ရတိုင်းမှာမမေတို့ပေါ်စိုးခဲ့သမျှနောင်နာတွေရှားခဲ့တယ်သားကိုခွင့်လွတ်ကြပါဗျာတယောက်တည်းတီတူရေရွတ်နေခဲ့သည် မွန်မွန်ပိုင်ရဲ့အထိတ်တလန့်လက်မောင်းကိုကင်လှုပ်ရင်ခေါ်လိုက်တဲ့အကြောင်းပိုင်ပိုင်ဘာဖြစ်ရပြန်တာလဲဟိုမှာနေုံမဟုတ်လားမွန်မွန်ကပိုင်မေးထိုးပြရသူလှမ်းကြည့်လိုက်ဤသူတို့ဒီမော်ဒယ်ရှိုးမှာလာဆိုတာကို ပိုင်ပိုင်နဲ့သွန်နှင်းတို့ကမွန်မွန်ရဲ့ကုံပစ္စည်းကြော်ညာထားတာမို့ဒီမော်ဒယ်ရှိုးပွဲကိုလာကြည့်ကြခြင်းဖြစ်သည်မွန်မွန်ကဟိုဘက်ဒီဘက်လျှောက်ကလှုပ်ရှုပ်နေသောခိုင်မာကိုလက်ရက်ခေါ်သည် ဟဲ့ခိုင်မာ။အော်မွမွမော်ရယ်ရှိုးလာကြည့်ရလား။အေးငါတို့ဖျော်ရည်ကုမ္ပဏီကစပွန်ဆာလုပ်တာလေ။ဒီဝိုင်းကိုတော့နင်တို့ဒီဝိုင်းမန်အခုမှသိရတာ။ခိုင်မာကဆူဆူဆန်းဆန်းနဲ့မွမွဘေးကချောလာလေးနှစ်ယောက်ကို ကြည့်မိတာမို့မွမွကအလိုက်သိစွာခိုင်မာဒါကငါနဲ့စိမ့်ဘက်တွေလေတက်ကတူရောက်မှအရန်ခင်သွားတာသမှုရိယပိုင်းနဲ့သူကတက်သွင်းနေဟေ့နင်တို့ဒီမှာမှတ်ထားခိုင်မာတဲ့ နေုံရဲ့အရင်နီးဆုံးအချစ်ဆုံးစိုးပေါ်စိုးဘက်တွေလေဒီဝိုင်းကကီးဘုတ်ပလေယာဟုတ်ကဲ့ပိုင်တို့ကနေုံနဲ့တည်ပြီးသားပါနေုံရဲ့အချစ်ဆုံးတငယ်ချင်းဆိုတော့နေုံလိုပဲပိုင်တို့ကိုခင်နိုင်ပါတယ်ခိုင်မာကပိုင်ပိုင်ဆိုတဲ့ကောင်မလေးနဲ့နေုံတည်ပြီးသားဆိုတာကိုအံ့ဩနေမိတယ်ဟိုကောင်နေုံငါ့ကိုလည်းဘာမှပြန်မပြောပါလားပွဲပြီးမှဒီကောင်ကိုမေးရအောင်မယ်ခိုင်မာကနေုံလက်ရက်ခေါ်နေလို့နှုတ်ဆက်ထွက်သွားတော့ပိုင်က သူပိုင်စီများမျက်လုံးရောက်လေမလားလို့မျက်နာကိုမော့ထားရပါမယ်။သူကထုံးစံတိုင်းခက်မုံမုံခက်ဆူဆူစတိုင်နဲ့ရောင်လို့တောင်မျက်ဝန်းဝေမလားပါ။ဟဲ့ပိုင်နင့်ဘဲကတိတ်မချောပါဘူး။ဒါပေမဲ့ယောက်ျားပြီးသားတယ်။ကြည့်ရတာမာနာကြီးမဲယုံမျိုးနော်။ပိုင်ရှင်တော့မာနာချင်းပြန်ရတော့မှာပဲ။အမဲကျုပ်ကအလကားနေရင်မာနာကြီးနေရာမှာမဟုတ်တာ။သူနဲ့ဘူကျုပ်စေးမှာဝင်တိုက်မိပြီး တိတ်မကြခင်ရက်တွေမှာပြန်တွေ့ရတဲ့အတွက်ပိုင်ပိုင်ရင်းတွေအခုံမြန်လာခဲ့သည်အရင်ကလိုပဲမပြောင်းလဲတဲ့ပုံစံနဲ့စင်အောင်မှာပြိတ္တရှိတယ်ဆိုတာဂိူမထားပုံနဲ့ဂီတာလောက်သူ့မှာတခြားအရေးကြီးတဲ့ရာရှိပုံမပေါ်မုံမတပုတ်လောက်ဝင်းဆိုပါလားဟာခိုင်မာကအတန်ကျဲကြီးနဲ့စင်ပေါ်ကလှမ်းអော်လိုက်တာကြောင့်စင်နဲ့အနီးဆုံးခုံမှာရှိနေတဲ့သူကြားမှာပါဒါပေမဲ့မော့တော်မကြည့်ပါအဲ့ဒါဆိုရင်နင်ကကိုအမြင်ကက်နေရလို့ပဲယူဆလိုက်မယ် ဟာဟာနင်းကလည်းအချောင်းတိတွေပဲဟာငါကစိတ်ပုတ်မွေးပါမလားမမနင်းကအရင်တိုင်းပဲမာရီကြောရင်နိုင်တော့ဒီမှာပိုင်ပိုင်ကတချင်းဆိုရင်တိတ်စိတ်ဝင်စားတာပိုင်ပိုင်တပုတ်လောက်ဆိုပါလားနေုံကဂီတာဒီနင်းကတချင်းဆိုဘလောက်လိုက်ဖက်လိုက်မလဲဒါမှမဟုတ်နေုံနဲ့ပိုင်ပိုင်စုံတဲ့တချင်းဆိုပါလားမမနော်မစနဲ့ငါငိုလိုက်မှာပိုင်ကပခုံးထိပ်စပင်ရှည်တို့ကိုညက်နာကွယ်သွားအောင်ငုံချရင်း မုံမုံကိုအန်ကျိတ်ပြရသည်မိန်းကလေးဆိုတာကိုယ်ခံစားချက်ကိုပေါ်ပေါ်ထင်ထင် ပြသခွင့်ရှိသူမှမဟုတ်တာထားနေနေပါဦးမုံမုံခုနကရှင်ပြောလိုက်တဲ့ခိုင်မာတဲ့နေုံကစိုးပေါ်စိုးဘက်တွေဆိုတာဘာကိုဆိုလိုတာလဲဩဒါလားအရင်ကခိုင်မာတဲ့နေုံကကြောင်းပြေးတယ်ဖဲရိုက်တယ်ရက်ွက်ထဲကရိုက်ပွဲချိန်ပွဲတွေဆိုလဲသူတို့နှစ်ယောက်မပါတာမရှိသလောက်ပဲတခါတလေရက်တောက်တက်တာကလွှဲရင်အကျင့်စာရိုက်တာကောင်းပါတယ်ယောက်ျားလေးဆိုတော့ ဒီလောက်တော့စိုးမှာပေါ့စိတ်ထားကတော်တော်ဖြူစင်နေငါတငယ်ချင်းမို့လို့ကြွားပြောတာမဟုတ်ဘူးနော်အခုသူ့မိဘတွေမရှိတော့မှနင်းနေငြိမ်သွားတယ်ဒီဝိုင်းကသူ့ပစံအများဆုံးမှတည်ထားတာလေသူ့မိပစ္စည်းတွေအကုန်ရောင်းပြီးလောက်တာတဲ့သူ့မိဘတွေကဘလို့ဆုံးတာလဲသူ့ဖေကလုပ်ငန်းကိစ္စနဲ့ခီးသွားရင် ကားမောက်ပြီးဆုံးတာသူ့ဖေဆုံးသွားပြီးချိန်ကစားပြီးသူ့မိကအိပ်ရဲလဲခဲ့တာနှလုံးရောဂါခံရှိတော့နှစ်နှစ်လောက်အိပ်ရဲလဲရင်းကပဲဆုံးသွားခဲ့တာ ုတ်လားတနာစရာပဲနော်တွန်းင်းကဆက်လက်ဆက်စုနေပေမဲ့ပိုင်ကဆက်စိတ်ဝင်စားတော့ပဲသူ့လှုပ်ရှားမှုလေးတွေလိုက်လံငေးကြည့်လို့နေသည်ပိုင်ချစ်တာသူ့ကိုပဲမှုလားသူဆိုးတာကောင်းတာနဲ့ပိုင်ရဲ့ချစ်ခြင်းနဲ့ဘာမှမဆိုင်ပါပိုင်အရင်ကတည်းကသူ့အကြောင်းဘာမှမသိပဲနှင်နှောင် ချစ်နေနိုင်သေးတာပဲပိုင်သူ့ကိုချစ်သည်သူ့စပင်နဲ့တူကနောက်ဖက်လှမ်းပြီးခက်တင်းတင်းဆွဲကနရွက်လောက်မှစူချီထားသည် ပြောင်ရှင်းတဲ့နဖူးပြင်ကကျေပြန့်လာသည် မဖြူမညိုသောအသားရည်ကတာမန်မျှပါပဲတခါတလေသူ့မျက်ဝန်းတွေပိုင်စီရောက်လာရင် ပိုင်ပြော်လိုက်တာ သူနဲ့အကြည့်ချင်းစုံပြီးမျက်လုံးချင်းစကားပြောရတာပိုင်မမောခဲ့သည်ပဲလေနေုံဂီတာကျိုးညိကအင်ထရိုစဝင်နေသည် သူတချင်းဆိုတော့မယ်ထင်တယ်ပိုင်နားထောင်မှုတဲ့မျိုးကြီးရဲ့တချင်းတစ်ပုဒ်ကိုစတင်ဆိုသည်မျိုးကြီးရဲ့ ရင်တိုင်းမဲမင်းကိုချစ်တဲ့တခြင်းကိုစိတ်ပါလက်ပါခံစားမှုအပြည့်နဲ့သီဆိုနေသည်။အိုးသူတခြင်းဆိုတာနားထောင်လို့ကောင်းလိုက်တာ။ကိုချစ်နေတဲ့သူမို့ကြွားပြောတာမဟုတ်ဘူးရှင့်။တကယ်ဝါရင်အဆိုတော်တယောက်လိုပဲ။သူတခြင်းဆုံးတော့ပိုင်ကိုလှမ်းကြည့်သည်။ပိုင်ကမျိုးကြီးမတိချင်းအချစ်ကိုဆိုဖို့တောင်းဆိုခဲ့သည်။သူက ပိုင်စိတ်ကြိုက်မတိချင်းအချစ်ကိုဆိုပြခဲ့သည်။ပိုင်ပိုင်ပြန်ရင်မေ့ကြံခဲ့အောင်မယ်။ဘာလဲ ပိုင်ကသူ့စီကမျက်လုံးမခွာသွန်းနှင်းကိုလည်းလှဲ့မကြည့်ပဲနေမှုမျက်လုံးလေမျက်လုံးဟိုတယောက်စီမှာပြန်တောင်းမှုပြောတာသွန်းနှင်းရှင်သူ့ကြောင်းအကုန်ဆက်စုပြီးပြီမဟုတ်လားငါအားကိုးပြစီနော်အဲ့ဒီနေ့ကပိုင်ထုံးစံမပြတ်ပဲကိစ္စတစ်ခုလှုပ်ဖြစ်တယ်အဲ့ဒါကတော့ပွဲပြီးအောင်ပိုင်ထိုင်ကြည့်တာပဲဖြစ်သည်သွန်းနှင်းနဲ့မုံမုံကလည်းအချစ်ဆုံးတငယ်ချင်းပီသားစွာအလိုက်တိလွန်လှပါသည်ပွဲသိမ်းပြီးလူတော်တော်များများပြန်သွားတာတောင်ပိုင်တို့မပြန်သေး ဘိုလ်လူနှုတ်ဆက်ဒီလူနှုတ်ဆက်နဲ့လူတော်တော်ရှင်းသွားတော့ခိုင်မာရောက်လာကမုံမဒီတခါတကယ်အားပေးတယ်ပွဲပြီးအောင်ကြည့်ရနော်အေးငါတငယ်ချင်းပိုင်ပိုင်ကဒီဝိုင်းကိုသဘောကျတယ်အထူးသဖြင့်နေုံရဲ့ပြိသက်ပေါ့ဒီဝိုင်းနာမည်လေးရတယ်လှတယ်နော် Star Cross တဲ့ခိုင်မာနင်တို့ဝိုင်းကြောင်းအင်တာဗျူးထည့်ပါလားခိုင်မာကခေါင်းတငိမ့်ငိမ့်နဲ့ခိုင်မာနဲ့မုံမုံတို့ကတောင်ကြီးမာတဲ့ကခင်မင်လာတာမို့ပြောမနာဆိုမနာရင်းနှီးကြပါသည် ငါးငွေချင်းတယောက်ကစာပေဝါဒနာရှင်လေသူကအခု journalist လုပ်နေတယ်နိုင်ငံတကာဂီတဆောင်းပါတို့နိုင်ငံခြားဝိုင်းရဲ့ interview ကိုဘာသာပြန်ပြီးထည့်တာတို့ဆိုတော့အစ်တို့ရဲ့ interview လို့ရေးတယ်ငါသူ့ကိုအကူအညီတောင်းထားတယ်သူကငါတို့ရဲ့ star cross dy အကြောင်းရေးပေးမယ်တဲ့ပိုင်စင်ပေါ်ကြည့်လိုက်တော့နေုံကစင်ပေါ်ကဆင်းလာကပိုင်ရှိရာစီလျှောက်လာတာမို့ပိုင်ဤရင်နှွေးမှာ မယုံကခေါင်းညိတ်တိမဲ့ပြူယုံကလွဲရင် သူ့ပုံကရောဝင်ခြင်းပုံမရပါပိုင်တို့နဲ့တဝိုင်းထဲထိုင်ကဧကံကျွေးမွေးတော့ပိုင်က စကားဆာများရှာကသူ့စီကိုပဲဥတီစကားတွေပြောမိသည်သွန်းနှင်းနဲ့မုံမုံကလည်းအလိုက်တိစွာခိုင်မာကို ရေဘက်မဝင်ပြောနေတာတွေကြောင့်ပိုင်တောင်းဆိုတဲ့တခြင်းကိုစူပြတဲ့အတွက်ကျေးဇူးပါပဲနေုံနေုံဆိုတာရမ်းကောင်းတာပဲတကယ်ကိုစိတ်ပါလက်ပါစိုးထက်လိုက်တာနော် ပိုင်ကတချင်းမဆိုရတော့ဆိုရတဲ့လူတွေကိုအားကြတယ်အထင်ကြီးတယ်။နေုံကတနေ့နာမည်ကြီးဆိုတော့ဖြစ်မှာသိကြတယ်။ပိုင်ပြောရင်မှန်တတ်တယ်။ထင်လို့ပါ။ကျွန်တော်ကိုကျွန်တော်တော့အားမရသေးပါဘူး။သူများတချင်းဆိုတော့နားထောင်လို့ကောင်းတာပေါ့။နားရင်ပြီးသားကိုကျွန်တော်ကကျွန်တော်ကိုယ်တိုင်ရေးရတဲ့ချင်းကိုပဲဆိုချင်တာ။တနေ့နေ့တော့ပိုင်ကိုကျွန်တော်ရေးထားတဲ့တချင်းတွေဆိုပြအောင်မယ်။နေုံကသူ့လက်ထဲက mass cola ပလင်း ပိုင်ကိုစိတ်ဝင်စားမှုမရှိပုံနဲ့တုံ့ပြန်နေ၏ရှင်ဆိုတော့ဖြစ်မှာပါလောလောဆယ်တော့သူများဆိုရင်တီးပြရတဲ့အဖြေခံတွေပါ ပိုင်ကတချင်းကြိုက်တယ်ကောင်းတော့ဗောတချင်းတွေကဘာပဲပြောပြောစိတ်ကို ပြောင်းလဲစေပါတယ်ဘာပဲပြောပြော ပိုင်လိုလှပသူလေးတယောက်ကအေးဒီယူစကားပြောလို့သူမှတ်မှတ်ထင်ထင်လေးဖြစ်သွားမှာကိုသိနေသည်အဲ့ဒီနောက်မှာသူနဲ့စကားတွေဖလှယ်ရင်းနှစ်ဦးကြားမှာအတန်တိတ်ချိန်မဖြစ်ရလေအောင် ပိုင်အစွမ်းကုန်ကြိုးစားရတာတဖြည်းဖြည်းနဲ့သူနဲ့ရင်းနှီးမှုပိုရလာတာသူ့အကြောင်းတော်တော်များများခံယူချက် တော်တော်များများတို့ကိုသိလာရတာတွေနဲ့ပိုင်ရဲ့အမှတ်တရနေ့လေးဖြစ်ခဲ့တော့သည်ပိုင်တို့ပြန်ချိန်မှာသူတို့ဝိုင်းပစ္စည်းတွေ ကားပေါ်တင်နေချိန်ပိုင်ကိုအတိမတ်ပြုခေါင်းငိတ်ပြုံးပြနှုတ်ဆက်ကြံခဲ့တဲ့သူ့ထံမှာပိုင်ရဲ့ချစ်ချင်းတွေ အတော်တန်ကြံခဲ့ပြီးဆိုတာရင်တလက်လက်ဖြစ်ကကြည်နူးခဲ့ရပါသည် ပိုင်းနယုံကိုချစ်သည်တယောက်ထဲအထီးကြံရင်ကိုကိုကိုမကြည်မနှက်ဖြစ်နေတော့နယုံကိုနှစ်သိမ့်ပေးခြင်းသည်မိဘကိုစိုးခဲ့မိုက်ခဲမိတာတွေကိုနောင်နာတွေတလေကြီးနဲ့ပြုပြင်နေခြင်းပုံရတော့သူ့ကိုပိုင်အားပေးခြင်းမသည် ပိုင်ကတူးဒီသောသမီလေးမှုနှဲ့ဆိုးဆိုးတတ်ပေမဲ့ပိုင်ကနေုံအတွက်တော့ချစ်ဆိုတဲ့အရာက ပိုင်ရဲ့နှလုံးသားထဲမှာနေုံဆိုတဲ့လူတယောက်ကြောင့်ဖြစ်ပေါ်လာခဲ့တယ်။ပိုင်ရဲ့နှလုံးသားထဲမှာအချစ်ဆိုတာကိုနေုံဆိုတဲ့လူတယောက်ကဖန်ဆင်းပေးနိုင်ခဲ့တယ်။နေုံရေရှင်လဲကျမကို ပြန်ချစ်လာစေရမယ်။အဲ့ဒါကျမရဲ့မာနမပါတဲ့အတ္တတစ်ခုပါ။နေုံအော်ပိုင်ပိုင်ပဲလာတာလေ။ VCD အစ်စ်ထွက်လို့လာဝယ်တာလေတယောက်ထဲလားသွန်းနှင်းတို့မုံမတို့မပါဘူးလားသူတို့မအားတာနဲ့ခွေလဲတိတ်နာထောင်ခြင်းနေရနဲ့ထွက်လာခဲ့တာပိုင်ဝဲလွန်းလို့ဆိုင်ရှင်နဲ့တောင်ရင်းနှီးနေပြီလေနေုံကရောဖဲလာတာလေကို recording ကိစ္စအတွက်လာတာနောက်ပြီးကိုရေးထားတဲ့သချင်းတွေကို producer ရှိမလားလို့လာပြတာပိုင်ပိုင်တခုခုလိုက်တော့ပါလားနေုံအားရလားအားပါတယ်ကိုတို့နီနီနာနာကဖေးဘလူးကိုပဲသွားရအောင် ပိုင်တဲ့နေုံအတူတူတွဲ၍လမ်းလျှောက်ခွင့်ရတာပိုင်ရင်ထဲမှာကြည်နူးခြင်းအပြည့်နဲ့ပါဒီလိုပဲအမြဲတမ်းနေုံနားမှာရှင်တွဲလိုက်ပါခွင့်ရကြမှာလေဟိတ်ကောင်နေုံအော်ခေါ်လိုက်တန်ကြောင့်နေုံရောပိုင်မှာလှည့်ကြည့်လိုက်သည်အော်ကိုခိုင်မာကိုဘလို့လဲနှစ်ယောက်ထဲတွဲခုတ်လာတာလားဟိတ်ကောင်မင်းဘာတွေရှောက်ပြောနေရလဲငါနဲ့ပိုင်ပိုင်လမ်းမှာစုံလို့ကော်ဖီလိုက်တိုက်မလို့မင်းကလည်းရေးမပါတာ နေုံကခိုင်မပခုံးကိုလက်သီးနဲ့မနာအောင်ထိုးရင်းအမြန်ဖြေရှင်းသည် ခိုင်မကအတန်တမျိုးနဲ့ရေးသည်ဟေ့ကောင်ဘာရေးရလဲအင်းနေုံနေုံမင်းတော့လားငါမြင်အောင်သေးတယ်ခိုင်မဘာပြောချင်နေဆိုတာသိပေမဲ့မသိအောင်ပြုရင်နေုံနဲ့ပိုင်လျှောက်လာတော့ဒရောတော်ဘာနဲ့ခိုင်မအပြေးလိုက်ပါလာ၏ပိုင်ပိုင်ကတော့သူမနဲ့နေုံကိုရှင်တွဲနောက်ပြောင်ခံရတာကို တိတ်တခိုးကျင်းနဲ့ကြည်နူးနေခဲ့သည် နေုံကနောက်ကပြေးလိုက်လာတော့ခိုင်မကိုဘာကက်ပြောလိုက်သည်မသိခိုင်မကရေမောကရက်ကြံနေခဲ့သည်နေုံသည်ပိုင်ပိုင်ကိုကော်ဖီလိုက်တိုက်ပြီးပိုင်ပိုင် VCD ဝယ်တဲ့ဆိုင်ကိုလည်းပိုင်ပိုင်နဲ့အဖို့အဖြစ်လိုက်ပေးခဲ့ပြီးပိုင်ပိုင်ပြန်တော့မှခိုင်မနဲ့ချင်းသားရာတေးတန်သွင်းဆိုင်ဘက်ပြန်လျှောက်လာသည်ဆိုင်ရှိမှရက်ဆောင်နေသောခိုင်မကကောင်းဝလေးပြန်သွားပြီလားနေုံပိုင်ပိုင်မင်းကိုကြွေးနေရလို့ငါထင်တယ်ဟိုတခါမော်ရယ်ရှိုးပွဲကလေးကတည်တာ စင်မော်ကလူတွေအားလုံးထဲမှာမင်းတယောက်တည်းကိုပဲအသေးအံကြည်တာထင်လို့ပါကွာထင်တာမဟုတ်ဘူးကွတိရတိရငါအဲ့ဒီကလေးကသူ့မင်းကိုအရင်ကလေးကတိနေပြီးသားပုံစံမျိုးနဲ့ကြည်တာကိုရိမ့်မိတယ်ဟေ့ကောင်မင်းတို့အရင်ထဲကစုံပြီးသားမဟုတ်လားမမငါ့ကိုပြောပြတယ်တခါဘိုးချုပ်ဈေးမှာစုံမှုတယ်မမမိတ်ဆက်ပေးလို့တိကြတာပါကွာခိုင်မာမင်းအတွေးမခေါင်ပါနဲ့ကွာငါ့လိုဘာမှမရှိတဲ့ကောင်တယောက်ကိုဘယ်မင်းကလေးမှစိတ်ကူးရင်မှမဟုတ်ဘူး သမှုရိယာပိုင်းနဲ့နမီလေးကသူမဘွားရဲ့လှပပြေဆောင်ခြင်းကိုပြမဲ့နမိတ်ပုံနဲ့သူမထက်လှပသူတပုံကြီးပင်ရှိပေမဲ့လည်းလူကြားတဲ့ရောနေရင်တောင်သူမပုံလေးကထင်ရှားနေတတ်သည် ကိုယ့်ရင်မှာအတိမတ်ပြုမှတ်မိစေခဲ့သောမိန်းကလေးလည်းဖြစ်သည်ဒါကိုကိုက အချစ်လို့မတတ်မှတ်ခြင်းသေးပါ ကိုလိုလူကိုယဉ်နီးစွာစကားလက်ဆောင်ကြစေသူလေးမှုအမတ်တရဖြစ်နေခြင်းဟုထင်သည်ငါပြောရင်လွဲခဲ့တယ် မင်းတနေ့ပန်းပိုင်ကိုချစ်သွားလိမ့်မယ်။အတင်းကြီးပါလား။မှန်ကန်ပါကွ။အကြံဖန်မဟုတ်ဘူး။ခိုင်မာကတော့ကိုထက်ဆိုင်ရင်အများကြီးတာတာမှု ရီးစားလဲမှုလို့ပေါအောင်ထားတတ်သည်။နောက်ပြီးကို့ပေါ်လဲအတော်အသီးခံနိုင်လွန်းသောငွေချင်းလဲဖြစ်သည်။ဘာလဲ။မင်းစိတ်ဝင်စားဘူးလား။ကိုငြိမ်နေသည်မို့မင်းကြွေရင်ကလိုက်မလားလို့စဉ်းစားနေတယ်။ပိုင်ပိုင်ကချစ်စရာလေ။မစီမဆိုင်ခိုင်မကိုစိတ်တူတယ်လို့ဖြစ်ပေမဲ့ ကိုဆက်စကားမရှိခြင်းဟော star cross တွေပါလား recording ကိစ္စထင်တယ်ကိုမြိုင်ထွန်းတို့ဆိုင်ထဲဝင်ဝင်ချင်းလှမ်းမိတာမို့မျောလင့်ခြင်းများကိုရင်မှာဖြစ်တည်လာရ၏အစိုးရအစ်စ်တွေကနာမည်ကြီးဝိုင်းနဲ့ဆိုကျင်ကြတယ်ဒါရီကျွန်တော်နားလဲပါတယ်ဒီလိုပဲပေါ့ဗျာသူတို့ဘက်ကလည်းအရင်နည်းများတော့စဉ်းစားရမှာပေါ့ဒါပေမဲ့ TV မှာဆိုကျင်တဲ့ကောင်တွေကတော့မင်းတို့ဝိုင်းနေဆိုရင်ရမလားလို့တော့မေးတယ်ခိုင်မာမင်းဘလို့သဘောရလဲမင်းစီစဉ်ကွာ ခိုင်မာကတီဝိုင်းရဲ့မန်နေဂျာလိုမျိုးအဆဆရရစီစဉ်နိုင်သူဖြစ်သည်ဟိတ်ကိုမြိုင်ထွန်းဟာသူရပိုင်မြင်လိုက်ရုံနဲ့ယောက်ျားပိတာချောမော်မန်တိတာလွန်းသည့်လူတယောက် foreign ship မိโกပြာရောင်နဲ့ဂျင်းမောင်းမီအနေတူကပုံကြလွန်းလာသည်လို့လဲအဆင်ပြေတယ်မဟုတ်လားเอกว่าง้าส่ายง่าอติกะเลตินท่าดาฉีนี่ก้าวเนอ๋อตุระป่ายดีมาแลอติตฤดิ Star Cross ဆိုတဲ့ဝိုင်းအစ်စ်ထောင်ထားတယ်။ကိုမြိုင်ထွန်းကသူရပိုင်ဆိုသူနဲ့မိတ်ဆက်ပေး၏။ဖော်ရွေစွာနှုတ်ဆက်ပုံကတစုံတယောက်နဲ့ဆင်တယ်လို့လို့မင်းဖယ်လာတာလေ။ပိုင်ပိုင်ခွေလာဝဲတယ်ဆိုလို့တွေ့မလားလို့လာကြည့်တာ။အခုမတွေ့ဘူး။ပြန်သွားပြီထင်တယ်။ပိုင်ပိုင်ဘယ်ကြီးရရောက်ပြီလဲ။ Final လေ။သူရပိုင်ဆိုသူကတိတ်ပြောခြင်းမုံမရပဲစကားဖြတ်ခါအတန်သွင်းခန်းထဲဝင်သွားသည်။ ကိုမြိုင်ထွန်းကကိုရိုးဘက်လှည့်ရင်တစုံတရာပြောကျင်ပုံနဲ့မျက်နာအမူအရာပြကဒီကောင်သူ့ညီမအကြောင်းမင်းဒီတိုင်းပဲရှောင်သွားရောသူ့ညီမတယောက်တည်းမို့တိတ်တူတယ်ခိုင်မာကမနေနိုင်မထိုင်နိုင်ဝင်ဆက်စုသည်သူနဲ့ပိုင်ပိုင်တဲ့ကတဝမ်းခွဲမောင်နှမတွေလေဒါပေမဲ့မောင်နှမဆွေမျိုးသားချင်းနဲ့တော့အရင်လိုပဲသူ့ညီမကချစ်စရာလေးကွအိမ်နမီကပိုင်ပိုင်နမီပြည့်စုံကသမှုရိယာပိုင်နဲ့ဟိကောင်ခိုင်မာဘလို့လဲနမီကြားရတဲ့စိတ်ဝင်စားဘူးလား ဟာနေယုံလို့လဲမင်းတို့သိလို့လားခိုင်မာကဟန်မဆောင်နိုင်မဲကိုကိုပခုံးပုတ်လိုက်သည်မို့ကိုမြိုင်ထွန်းတယောက်အံ့ဩလိုနေသည်ကိုသိသည်မပိုင်ပိုင်ကယောက်ျားလေးပေါင်းသင်တိတ်မရှိတာကိုကိုကြမစကားလိုက်လိုက်လျော်လျော်ပြောတာဒါတွေကြောင့်ကိုမြိုင်ထွန်းအံ့ဩနေသည်လားဘာပဲဖြစ်ဖြစ် ပိုင်ပိုင်လိုဂုံတရေရှိတင့်တယ်သူလေးကို ကိုရိုးရဲ့အတိအကျွမ်းဖြစ်ထုတ်ဖော်မပြောချင်မှာဒါဟာကို့ဘဝမှာတခြားသူအထူးသဖြင့် ိန်ကလေးတယောက်ပေါ်တခါမှမထားဘူးသောစေတနာဖြင့်သာနေုံနဲ့တည်လားကိုယ့်ရဲ့ပုံစံနဲ့ပိုင်ပိုင်ခင်မှုဆိုတာမဖြစ်နိုင်ဘူးထင်မုံရသည်မသိပါဘူးမြင်မှုကြားမှုတာပါကိုယ့်ရဲ့စကားကိုခိုင်မာသိကြည်ပုံမရပါဒါပေမဲ့ရင်နှင်းကခံစားချက်ကသိနိုင်ဖို့ခိုင်မာအစွမ်းရှိပုံမရသူရပိုင်ကငါနဲ့အလုတ်တွဲလုပ်တယ်ဒီဆိုင်မှာကသူ့ရှယ်ယာပိုများတယ်ကွသူတို့ကတိတ်ချမ်းတာတာ အဖေကနိုင်ငံခြားကုမ္ပဏီတော်တော်များများ rap ရထားတာအမေကမျိုးရိုးစင်ဆက်ချမ်းသာလာတာသူတို့အိမ်ဆိုနန်းတော်ကြီးကြာနေရပဲညီကိုဘယ်နှယောက်ရှိလို့လဲ၃ယောက်လေအမိုင်ကတဝမ်းခွဲပဲမဲ့တူးဒီတော်သမီးဖြစ်တယ်လို့မိန်းကလေးတစ်ယောက်တည်းအမျိုးထဲမှာပါလို့အကုန်လုံးကတဲတဲလုံးချစ်ကြတာနောက်ပြီးကောင်မလေးကိုကလေးလိုကူးဆိုင်တုံးကသူရပိုင်ထွက်လာတာမို့ကိုမြိုင်ထွန်းရဲ့ဖောက်တဲ့ခြာစခန်းရက်သွားသည် တေသေးချာချာကြည့်တော့သူရပိုင်နဲ့ပိုင်ပိုင်မျက်နှာကျအမူအရာအတော်ဆင်သည်တောင်းဝယ်ကိုမြိုင်ထွန်းတီဟစီဝင်လိုက်အောင်မယ်အေးညကြရင်ကဖုန်းဆက်မယ်စောင့်နေသူရပိုင်က ကိုရိုးဘက်လှည့်ပြုံးပြနှုတ်ဆက်ရင်ကျွန်တော်ကိုနောက်တွေ့ရင်လဲခေါ်နော်ဂီတသမားတွေကိုကျွန်တော်အရန်လေးစားတယ်အားလဲပေးတယ်ဟိုဘက်လမ်းမှာကျွန်တော်ကိုရဲ့ဂီတဆိုင်ရှိတယ်ကြုံရင်ဝင်လဲနိုင်ပါတယ်ဖော်ရွေစွာနှုတ်ဆက်ရင် ထွက်သွားသည် ိုတို့လည်းကိုမြိုင်ထွန်းရဲ့ဆိုင်မှာအတော်ကြာကြာအလုပ်ကြောင်းတိုင်ပင်ဆွေးနွေးရင်ညနေဆောင်မှပြန်လာကြသည်ကိုရဲ့အထီးကျန်လွန်းသောသုံးထက်တိုက်အပေါ်ဆုံးထက်ရဲ့ခန်းချင်းကလေးမှာထူးခြားစွာပိုင်ပိုင်အကြောင်းတွေးတောနေမိသည် ကိုဘွားမှာညီကိုမောင်နှမနဲ့ယုံမက မိဘပါမဲ့သူ သူမကတော့ဘွားမှာအရာရာပြည့်စုံတင့်တယ်နေသူလေသူမသည်အိမ်သားအလုံးကြီးချစ်ချင်းကိုခံနေရသူမိမိဘွားနဲ့လွန်စွာကြွာချပါသည် ။နောက်ပြီးကြားရသော သတင်းများအရသူမလေးကမာနလည်းကြီးပါတဲ့။တော်ယုံလူကိုမပောင်းတဲ့။ဒါပေမဲ့ကိုကိုကြတော့ဖော်ရွေလွန်လှပြန်သည်။မဖြစ်နိုင်ပါဘူးပိုင်ပိုင်။မင်းခင်ချင်းရင်တော်မှပူရှောင်ရလိမ့်မယ်။ကိုလိုကောင်နဲ့ခင်ရလို့မင်းဂုံမတက်နိုင်ပါဘူး။ဘာလို့ကိုကိုအေးဒီယူရှိရတာလဲကွာ။ရှုပ်ပါတယ်။ချိန်ကုန်ခံစဉ်းစားနေမဲ့အစားတချင်းဆက်ရင်တန်စင်ရှာရင်ကပဲပိုကောင်းမည်ထင်ပါသည်။ အသက်24နှစ်တာကာလအတွင်းမိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီးထက်မှန်တွေ့ဝေခြင်းတွေစတင်ခဲ့ရပြီးရှေ့ဆက်ပြီးပိုင်ပိုင်နဲ့မဆုံပြရစေနဲ့လို့ဆုတောင်းရတော့မိပဲလား။ ကဲ့ပါရှင်စောင်းလေးဒီမှာပဲခေတ္တခဏကျန်းသားလိုက်ပြရစေနော်နောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးခြင်းကြပါစေ